သတင်းနဲ့ဗီဒီယိုမှာတင်ခဲ့မိတဲ့နာမည်ကျော်သတင်းဌာနကြီးရဲ့အလွေလေးတခုအားလုံးပဲမင်္ဂလာပါ British Broadcasting Corporation လို့ခေါ်တဲ့ BBC သတင်းဌာနကြီးအားဆိုရင်တော့တက်တိုင်းရှင်မီဒီယာတခုဖြစ်ပါရီ2022ခုနှစ်မှာစတင်တည်ထောင်ခဲ့တာဖြစ်ပြီးတော့လက်ရှိမှာဆိုရင်တော့တက်တန်းက100ကျော်ရှိခဲ့ပါပြီ BBC သတင်းဌာနကဗီဒီနိုင်ငံတွေရဲ့သတင်းတွေသာမကဘဲကမ္ဘာသတင်းတွေကိုပါတင်ဆက်ပေးနေတာဖြစ်ပြီးတော့နိုင်ငံတကာမှာလည်းရုံးခွဲတွေအများကြီးထားရှိပါတယ် မြန်မာနိုင်ငံရဲ့သတင်းတွေတင်ဆက်ဖို့အတွက်လည်း BBC မြန်မာပိုင်းဆိုရင်ခြေထောက်ခွဲတစ်ခုအနေနဲ့ရည်တည်ထားပါတယ်။ Trend တက်လာပြီးနောက်ပိုင်း American ဆိုရရဲ့ပိတ်ဆို့မှုကြောင့် RFA BOA တို့လိုသတင်းဌာနတွေခတ်တွေ့သွားရပင်ပေ Video ချိန်ဆိုင် BBC ကတော့ဆက်လက်ရည်တည်နေသေးတာဖြစ်ပါတယ်။မကြသေးခင်တုန်းက BBC မြန်မာပိုင်းသတင်းဌာနရဲ့အလွဲလေးတစ်ခုကလူမှုကွန်ရက်အသုံးပြုသူတွေကြားမှာလူပြောများသွားခဲ့ပါတယ်။ BBC မြန်မာပိုင်းကသတင်းတပုတ်ဖော်ပြရမှာသတင်းစာသားနဲ့ BO5 ကမှားယဉ်ဖော်ပြခဲ့မိတာဖြစ်ပါတယ်။သူတို့ကစာသားမှာတော့ဆစ်ဆလင်ပညာရှင်တွေတည်ထင်လိုက်တဲ့ဉာဏ်ရည်တုနည်းပညာစက်ရုံနဲ့လူလိုချက်တောင်ရဲကြတဲ့အကြောင်းကိုတင်ထားခဲ့ပါတယ်။ဒါပေမဲ့တကယ်တမ်းတင်ထားတဲ့ BO5 ကတော့အဲ့အနေပသက်တဲ့အကြောင်းများဟောမနေခဲ့ပါဘူး။တင်ခဲ့တဲ့ BO5 ဟာဆိုရင်တော့တရုတ်ပြည်မှာအမျိုးသမီးတူကသူ့ရဲ့ညီမလေးကိုတပ်ဘေးကနေတည်တည်လေးကယ်လိုက်နိုင်တဲ့ BO5 တစ်ခုဖြစ်နေတာပါ။ တရုတ်နိုင်ငံမှာဟီနဲပြည်နယ်ကကားတစ်စီးအားအရှိန်မထင်းနိုင်ပေနေအိမ်တွေကိုဝင်ရောက်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာအိမ်တွေကကလင်းငယ်တူဟာဆော့နေကြတာဖြစ်ပြီးတော့တိုင်မီတော့မယ်ခြေနေဖြစ်နေခဲ့ပါတယ်။ဒါ့အပြင်ဘီနာမှာရှိနေခဲ့တဲ့အမားဖြစ်သူဟာအချိန်မီလေးကယ်လိုက်နိုင်ခဲ့တာပါ။တကယ်လေဒီရဲ့ပိုင်းတဲလူမှုကွေရမှာနမည်ကြီးနေတဲ့ဘီယိုတပုတ်ဖြစ်ပါရယ်အားလုံးကအမဖြစ်သူရဲ့တုံဆိုင်မနေပဲနဲ့ကဲတင်လိုက်နိုင်တဲ့အပေါ်မှာလေချီကျူးခဲ့ကြပါရယ်ကာသမားကလည်းတောင်းပန်ပြီးတော့ရွေးချေးပေးခဲ့တယ်လို့သိရပါရယ် BBC သတင်းဌာနကဒီသတင်းကိုတင်ဆက်တဲ့နေရာမှာတော့စာသားနဲ့ဗီဒီယိုကတခြားသည်ဖြစ်နေကြတာပါ။မီဒီယာကြီးတစ်ခုရဲ့အလွဲလေးကတော့လူမှုကွန်ရက်အသုံးပြုသူတွေကြားထဲမှာလည်းရည်စရာဖြစ်သွားကြရပါပြီ။ခဏကြာမှပင်သတင်းဌာနဘက်ကဒီသတင်းကိုသူတို့ရဲ့စာမျက်နှာထက်ကနေပြီးတော့ပြန်လည်ဖြုတ်ချသွားကြပါပြီ။ပရိသတ်တို့ရော BBC မြန်မာပိုင်းသတင်းဌာနရဲ့အလွဲလေးကိုမြင်မိလိုက်ကြသေးလားရှင်။မြင်လိုက်သေးတယ်ဆိုရင်လည်း comment မှာပြောသွားပေးကြပါဦးနော်။ကြည့်ရှုအားပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်။